အာကစားနေလူငယ်ရေးရဝင်ကြီးဌာနနဲ့ဟိုတယ်နေခီးတော်လာရေးဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဂျပန်တော်တောင်းသည်နိုဝင်ဘာလ26ရက်နေ့ကကချင်ပြည်နယ်မြစ်တနာမြို့ရှိအာကစားအဆောက်အုံများပြင်ဆင်ဆောင်ရွက်နေမှုတို့ကိုတွားရောက်ကွင်းစင်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။အဆိုပါကွင်းစင်စစ်ဆေးခြင်းကိုပြည်တော်စုဝင်ကြီးနဲ့အတူကချင်ပြည်နယ်အာကစားနဲ့ကာယပညာကော်မတီဥက္ကဋ္ဌပြည်နယ်အစိုးရအဖွဲ့လူမှုရေးရဝင်ကြီးဦးမိုးမင်းသိန်းနဲ့သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများအဖွဲ့ဝင်များလိုက်ပါစစ်ဆေးခဲ့တယ်လို့သိရပါတယ်။ပြည်တော်စုဝင်ကြီး ီနှင့်အဖွဲ့ဝင်များသည်ပြည်내အားကစားအတွင်းနှုံးသေးဖြစ်ခြင်းနှင့်မျက်စိုက်ခြင်းဆောင်ရွက်နေမှုများအားကစားတွင်တန့်ရှင်းတာယာလပရေးလုပ်ငန်းများငင်းချမ်းတာယာရေကူကန်ဤတန့်ရှင်းရေးဆောင်ရွက်ထားရှိမှုများစီးတုပ်ထားရှိမှုများနှင့်ဆိုင်ကျုံများတွင်တန်ကြီးမသက်စေရန်အမဲစီတုပ်လိန်ခြင်းလုပ်ငန်းများနှင့်ခရိုင်အားကစားကွင်းအတွင်ရှိတိပင်းခြုံလဲများရှင်းလင်းထားရှိမှုအခြေအနေများကိုအသေးစိတ်ကြည့်ရှုစစ်ဆေးကလိုအပ်တီများကိုညွှန်ကြားခဲ့တယ်လို့သိရပါတယ်။ ဆက်လက်ပြီးပြည်내အားကစားနှင့်ကာယပညာဦးစီးဌာနမှဆောင်ရွက်လျက်ရှိတဲ့ဘောလုံးအကယ်ဒမီတင်နန်းအတွင်တင်နန်းနာစီစီရွေးချယ်လေ့ကျင့်တင်ကြားပေးနေမှုများကိုကြီးစုအားပေးခဲ့ပြီးအားကစားသမားများ၏လေ့ကျင့်မှုနှင့်စမ်းဆောင်ရည်မြင့်မားရေးအတွက်လိုအပ်သည့်ညွန်ကြားချက်များကိုလည်းမှာကြားခဲ့တယ်လို့သိရပါတယ်အိမ်နောင်ပြည်တော်စုဝင်ကြီးကလူထုစုပေါင်းလမ်းလျှောက်ပွဲများနဲ့လူထုအားကစား mass sport လုပ်ငန်းများမှာ excellence sport ထူးချွန်ထမ်းမြတ်တဲ့အားကစားသမားကောင်းများပေါ်ထွက်လာစေရတဲ့88ကြိမ်မြောက်လွတ်လပ်ရေးနေ့အထိုင်အမှန်အားကစားပြိုင် ပွဲများအပါအဝင် လူထုပါဝင်လှူရှားသည့်အကစားပြိုင်ပွဲများနှင့်လှူရှားမှုများကိုလည်းစင်စစ်မပြတ်ဆောင်ရွက်သွားရန်အဖွဲ့ဝင်များအားလမ်းညွှန်မှာကြားခဲ့ရလို့သိရပါတယ်။